ဖုန်းမှာ wifi line မကောင်းတဲ့ပြဿနာကိုဘယ်လိုဖြေရှင်းရမှာလဲဆိုတာကိုခဏဒီဗီဒီယိုမှာပြောပြရမယ်။သူများ ဖုန်းမှာတော့ wifi line ကောင်းနေတယ်။ကိုဖုန်းမှာကြာ wifi line မကောင်းဘူး။ wifi line မကောင်းလို့ဂိမ်းလဲကောင်းကောင်းမှုမှုဆော့လို့မရဘူးဆိုရင်ဒီဗီဒီယိုကိုအဆုံးထိကြည့်ပါ။ကဲအချိန်မဆွဲပါနဲ့ဒီဗီဒီယိုကို စာလိုက်ရအောင်။ Okay ။ အဲ့လိုလုပ်ဖို့ကတော့ကျွန်တော်အရင်ဆုံးเนาะကျွန်တော် application တစ်ခုကို download ဆောင်းရမှာဖြစ်ပါတယ်အဲ့ application ကเนาะသင်ရဲ့ဖုန်းမှာလဲ wifi line ကောင်းပြီးအောင် လုပ်ပြီးမှဖြစ်ပါတယ် okay အဲ့က application ကိုဘယ်လို download ဆောင်းဆောင်းရမှာလဲဆိုရင်ကျွန်တော် play store တက်ကိုဝင်ပြီး download ဆောင်းမယ်အရင်ဆုံး play store တက်ကိုဝင်မယ် play store ဝင်ပြီးเนาะဒီမှာသွားဆိုရင်ဒီ source မှာသွားပြီးကျွန်တော်ဒီ application တစ်ခုเนาะ application နာမည်ကဘာလဲဆိုရင် net net optimizer เนาะ optimizer ဒီ application ကရန်ကိုမိုက်ပါတယ်နော်ဒီ application ကို download ဆွဲရဆိုရင်တော့ line line ကောင်းမှာဖြစ်ပါတယ်နော် internet line wifi line ကခုနကကောင်းလာမှာဖြစ်ပါတယ်နော်ဒီကောင်ကို download ဆွဲမယ်ဒီမှာခဏလေးဒီမှာဆောင်းလိုက်မယ်နော် net optimizer လို့ရေးလိုက်တာ net ဒီလို application တခုပေါ်လာအောင်ဖြစ်ပါတယ်ဒီ application နော် တယောက်ပြီးဂရှင်းကရန်ကိုမိုက်ပါဒီမှာကြီးတော့4.8 star တောင်ရှိရဒီမှာကြီးတော့ဘလောက်ထိကောင်းလဲဆိုတာဒီမှာခင်ဗျားတို့ကြည့်လို့ရတယ်နော်နောက်တစ်ခုဒီမှာကြည့်ပါဆိုရင်10 million plus down download download ဆွဲလို့ရှိရနော်အဲအကြောင်းဒီ application ကို download ဆွဲခိုင်းတာဖြစ်ပါတယ်ရန်ကိုမိုက်ပါနော်ဒီ application ကိုအရင်ဆုံး install လုပ်လိုက်မယ်သူများဖုန်းမှာကကြ line ဆွဲအကောင်းတယ်ကိုယ့်ရဲ့ဖုန်းမှာ line ဆွဲမကောင်းဘူးဆိုရင်ဒီ application နဲ့အဲ့လိုဖြစ်နေတဲ့ပြဿနာကိုဖြေရှင်းလို့ရမှာဖြစ်ပါတယ်။ Okay ဒီလို download ဆွဲလိုက်ဆွဲပြီးဒီကောင်ကိုနေမယ်။ โอเคဒီကောင်နှိမ့်တာနဲ့ဒီတို့လေးပေါ်လာအောင်ဖြစ်ပါရဲ့တဲ့နော်ဒီမှာပြီးအလောက်ကိုနှိမ့်မယ်အလောက်ကိုနှိမ့်ပြီး agree and continue ကိုနှိမ့်မယ်ဒီမှာရှိမယ်ဆိုရင် तू tutorial ရှိရနော်ကြည့်တို့ရရနားမကြည့်တော့ဘူးเนาะကျွန်တော်ဒီကောင်တွားလိုက်မယ် paying customer ကိုနှိမ့်လိုက်မယ် customer ကိုနှိမ့်ပြီးဒီမှာ active ရှိရနော်ဒီကောင် active လုပ်လိုက်မယ် paying content ကိုနှိမ့်လိုက်မယ်ဒီလို active လုပ်လိုက်တာနဲ့เนาะ scanning DNS เนาะကျွန်တော် line ကို scanning လုပ်နေရနော်ဒီမှာကြည့်လိုက်ဖမ်းလေးဒီမှာဆောက်လိုက်မယ် testing လုပ်နေရ ပင် okay ကိုလင်းနေမှာနော်ဒီမှာသူက URD နဲ့ SAS speed optimize ဆိုတဲ့ optimize ဖြစ်ပြီနော်အဲ့လိုအဲ့လိုလုပ်ပြီးမှနော်ကိုက gain တွေဘာတွေဆော့မယ်ဆိုရင်တော့ entire line ကောင်းမှာဖြစ်ပါနော်ဒီကောင်ဒီဒီ VPN တစ်ခုပဲနော်ဒီကောင်လည်းနော် optimize လုပ်ပြီးမှနော်တင်းရဲ့ wifi line ဒါမှမဟုတ် entire line ကိုသူက optimize လုပ်ပြီးနော်ကောင်းအောင်လုပ်ပြမှာဖြစ်ပါတယ်။သင်ရဖုန်းမှာလား line ဆွဲမကောင်းဘူးဆိုရင်ဒီ application နဲ့ line လိုင်းဆွဲအကောင်အောင်လို့လို့ရမှာဖြစ်ပါတယ်။ Okay ဒီကောင်ကိုလို့ပြီဆိုတော့နောက်တစ်ခုကျွန်တော် setting အပိုင်းကိုလည်းပြောပြမယ်เนาะအဲ setting ကိုလို့မယ်ဆိုရင်လည်း internet ကိုလိုင်းဆွဲဟာ wifi လိုင်းဆွဲအကောင်အောင်ဖြစ်ပါတယ်เนาะ Okay အဲ setting ကိုလို့ဖို့အတွက် phone ရဲ့ setting ကိုဝင်မယ်။ setting ကိုဝင်ပြီးအောက်ကိုဆွဲမယ်။ဒီမှာ additional setting ကိုသွားမယ်။ပြီးရင် developer option ကိုသွားမယ်เนาะ။ developer option တော့အားလုံး filter ရထည့်ရเนาะ။အဲ developer option ကိုသွားလိုက်မယ်။ဒီလိုသွားပြီးရင်ကျွန်တော်တို့ဒီမှာ setting တခုရှိပါတယ် wifi scan throttling เนาะအဲ့ setting ကိုဖွင့်ပြရမှာဖြစ်ပါတယ်ဒီမှာနော်ဒီမှာပဲရှိရနော် wifi scan throttling เนาะဒီကောင်ကိုတင်ကပိတ်ထားမှာဆိုရင်ဒီကောင်ကိုဖွင့်လိုက်ပါဒီကောင်ကိုဖွင့်ချင်အောင် internet line ဆိုတာကောင်းပါတယ် wifi line ဆိုတာကောင်းပါတယ်เนาะဒီမှာရေးထားပါဒီမှာ network performance comment လို့ဒီမှာရေးထားပါတယ်အဲ့ကြောင့်ဒီဒီကောင်ကိုဖွင့်လိုက်ပါ